Smith ရဲ့ဘာမာကိုဆီယမ်မန်ဒိုကဘာသာပြန်ထားတဲ့ပြေပမာအဖြေရှားဖွေကကြည့်ပါလေ။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆီယမ်မန်ဒိုနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်း23 KNU ပြန်လည်တိစောက်ခြင်းနဲ့ပေါင်းရှောင်းဒေါ်လာပုံကံမှု KNU ဖို့အရာအားလုံးဆုံးရှုံးသွားခြင်းမဟုတ်ဘူးသောအကောင်းမြင်သဘောထားကမြင့်မြန်မာမှာကြန့်ရှိနေစေဖြစ်သည်။လမ်းမြင့်နေရထားလက်အစိပ်ပိုင်းကြီးကြီးမားမားအပါဝင် မင်းဝါကျွန်းပေါ်အောက်ပိုင်းဒေသနယ်မြေတော်များများသည် KNDOE ထိန်းချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်သည်ထို့ပြင်စီးစနစ်မကျတော့လဲ KNU ပြည်နယ်အပါဝင်ရှေ့ဘက်တောင်တန်းဒေသနယ်မြေတစ်ခုလုံးဤပါသည် KNU သို့မဟုတ်သူတို့ဘော်ဆန္ဒမှုကိုပြသောမျိုးသားရေးဝါဒီတိုင်းသားလူမျိုးစုများဖြစ်သည့်မွန်ဂရီနီပို့တို့လက်ထဲသို့လုံးဝကျရောက်သွားသည်တိုက်ပွဲဝင်စစ်ဝစ်စုံပြင်းနှင့်လက်နက်အစုံလင်းတပ်ဆင်ပေးထားသောကင်တပ်ဘွဲဝင်တို့၏ပုံများကိုထိုချင်းကရယူခဲ့သောတပ်ပုံများတွင်တွေ့ရသည် ဒုတိယကမ္ဘာစစ်ကြီးစစ်ပြန်ဆင်မှုရဟောင်းတို့ကမိသည့်ဘာမာတက်မျိုးကိုမဆိုသူတို့ကအနိုင်တိုင်နိုင်သည်ဟုယုံကြည်ကြသည်ထိုစဉ်ကဟင်းသရတွင် KNDO လူငယ်စည်းရုံးရေးမှူးတူဖြစ်ခဲ့သူဦးစိုးအောင်ကနနစ်သုံးနှစ်အတွင်းကျုပ်တို့အောင်ပွဲခံမယ်လို့ထင်ခဲ့တယ်။အနှစ်40ကြာပြီးတဲ့နောက်တော်ရဲမှရောက်နေမယ်လို့ကျုပ်တို့ဘယ်တော့မှမထင်ခဲ့ဘူးဘူးဟုဆိုခဲ့သည်။သူတို့ဤပထမဆုံးသောနိုင်ငံရေးတိုက်ပွဲကို KNU ကရင်းမြို့တော်တောင်ကုန်းတွင် စပြိုလိုက်သည်။ အင်းစိန်မကြမီနှစ်ရက်အလိုမေလ20ရင်တာကွန်းတက်တိုင်ဦးအကြမှာ KNU ထိန်ချုပ်နေမြင်၌ကင်းပြီကိုထူထောင်ချောင်းကျင်ညာသည်စောပါဦးကြီးရောက်လာသည့်အခါ KNU ခေါင်းဆောင်တို့ကချင်းနေကိုတွက်စာမှန်းစာရန်အတွက်တိုက်ပွဲစဖြစ်ချိန်ကလေးကပြမဆုံးသောရေးပေါ်စီဝေးတစ်ခုကိုဂျွန်လ14ရက်တွင်ခေါ်ယူသည်စောပိုင်းကာလာက KNU ညီလာခံများကဲ့သို့ပင်အစီဝေးတက်ရောက်လာသူနေသည် တောင်ဦးတထုံနှင့်ညောင်လေးပင်ကဒေသခံ KNU ကိုစလဲတို့လောက်သာတက်ရောက်နိုင်ကြပြီးမြို့မှကျုံမမှာကိုစလဲများမှာရောက်မလာပြီသို့တော်ညာလဲစစ်ပွဲဖြစ်ပေါ်တိုးတက်မှုပေါ်ရေးပါသောတက်ရောက်မှုတရားဖြစ်စေသည့်ဆုံးဖြတ်ချက်တော်များများကိုချမှတ်ပေးလိုက်နိုင်သည်ရင်းဆုံးဖြတ်ချက်များတွင် KNU ကိုကဲမှုအောက်တွင် ပြန်လည်ဖွဲ့စည်းသောလက်နက်ကင်တပ်အလုံးကိုယခုကကော်တူးလီတပ်မတော်ကော်တူးလီ M-Force KAF ဟုအမည်ပြောင်းလိုက်ပြီးလင်း KNDO ၏နာမည်တခြားမြို့မကျွန်းမော်နှင့်အရှိတိုင်းစစ်ဒေသတိုင်းကြီးနှစ်တိုင်းဖြင့်ဗိုလ်ချုပ်ကြီးမင်းမောင်၏ဦးစီးမှုအောက်တွင် ထားရှိခြင်းပါဝင်သည်ညီလာခံပြီးဆုံးပြီးသည့်အခါတွင်စောပါဦးကြီးကဝန်ကြီးချုပ်ဖြစ်ဦးဆောင်သောကော်တူးလေယာဉ်ယူဆရာကိုတာဝန်တွင်ထူထောင်လိုက်ကြောင်းကိုလွတ်လပ်သောကရင်ရေဒီယိုတန်လွှင့်ဌာနကကဘာတိကျညာချက်ထုတ်လွှင့်လိုက်သည်မဆုတ်တာမတက်တာဖြစ်နေသောစီရေးအခြေအနေကိုဖြေရှင်းရန် နော်ဆိုင်ဤကုတ်ကဲမှုအောက်တွင်ပင် ထိုးစစ်တစ်ခုကိုစတင်ရန်ဆုံးဖြတ်လိုက်တော့လေယခုတစ်ချိန်ကမူရှေ့မြောက်ဖက်ရှိချမ်းပြည်နယ်ဒဲသို့ထိုးဖောက်ရန်ဖြစ်သည်ဂရနီပြည်မှလိုက်ကော်နှင့်မော်ကြီးကိုဒေသခံ KNDO နှင့်ဆက်ရွှေရင်မျိုးသားရေးဝါဒီတပ်တို့ကလုံးဝထိန်းချုပ်လိုက်ပြီးဖြစ်တဲ့ကဲ့သို့ချမ်းပြည်၌လည်းပို့ပြည်သူစစ်တို့ကထောက်ခံကြောင်းပွင့်ဝင်လင်းလင်းပြောထားသဖြင့်မြောက်ဖက်သို့အသွားလန်းကပွင့်လျက်သားဖြစ်သွားသည်1949ဩဂုတ်လ23တွင် ကရင်ဂရင်းနီပုံးနှင့်ကချင်တပ်တို့ပူးပေါင်းတိုက်ခိုက်မှုဖြင့်တောင်ကြီးမြို့ချသွားပြီးငွေနှင့်လက်နက်အတော်များများကိုသိမ်းပရရှိသည်သို့တော်လည်းဤနေရာမှာပင်အံ့အားသင့်ဖွယ်လမ်းခွဲရခြင်းတစ်ခုဖြစ်ပေါ်လာသည်မြောက်ပိုင်းရှမ်းပြည်ကချင်ကျေးရွာသူကျေးရွာသားများအတွင်တက်တန်းတို့ပေါင်းရောင်တော်လန်ရေးကိုနော်ဆိုင်တူတဲကသာသူ၏ကချင်တပ်ဖွဲ့များနှင့်အတူတရားဝင်စတင်သည်သူသည်မိမိကိုမိမိယုံကြည်ချက်အလွန်မြတ်မာသူဖြစ်ချေသည် 1949ခုနိုဝင်ဘာ15တွင်ကိုခိုင်နီနိုင်တက်မာကြီးနှစ်ခုဖြင့်အမတ်တစ်ကိုကိုခိုင်အရှိအမတ်နှစ်ကိုကိုခိုင်အနောက်ပေါင်းရောင်မျိုးသားကာကွယ်ရေးတပ် The Pangyang National Defense Force ကိုဖွဲ့စည်းလိုက်သည်။နောင်မော်ဒေသကိုဖျက်ပြီးကချင်ပြည်နယ်ဒဲသို့တော်လှန်ရေးပြန့်နှံ့သွားအောင်အပင်းအမြောက်ပြုသည့်အနေဖြင့်စီမံလှုပ်ဆောင်ခြင်းဖြစ်သည်။သို့တော်လည်းတရုတ်နယ်ဆက်ရှိလာရှိုးနှင့်နန်ကမ်နိုကိုတင်ပိုင်နိုင်မှုအပါအဝင် စီးရင်အောင်မြင်မှုများစောပိုင်းကရှိစေကမူကချင်များပြကအထူးသဖြင့်ဗမာတပ်မတော်အတွင်ကကချင်စစ်မှုရများနှင့်ကချင်ပြည်ထဲကကချင်လူမျိုးများစွာတို့ကလက်နက်ကိုင်လှုပ်ရှားမှုကိုဤအစ်စ်၌မထောက်ခံခြင်းကမကြမီထင်ရှားလာသည်သူတို့လှုပ်ရှားမှုကိုချိန်မုံရန်စူးစမ်းရ၌ကချင်လူမျိုးများစုပါဝင်သည့်တပ်များကိုသာတာဝန်ပေးသည်ဟုတပ်မတော်တပ်မှုကြီးများပေါ်နော်ဆိုင်ကဆွဆွဲသည်နောက်ဆုံး၌ပုံမှုချုပ်တန်ကြီးနှင့်ဒူဝါစင်ဝါနောင်ပါဝင်သည့် ဖာစာပါလာရုဘန်နာရက်တည်သောထင်ရှားသည့်ခချင်းကောင်းဆောင်ချူရိုနှင့်တွေ့ဝက်တွေ့ဆုံပြီးနောက်1950ဧပြီလတွင်နော်ဆန်းသည်နောက်လိုက်300ခန်းနှင့်အတူတရုတ်ပြည်ထဲသို့နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခိုလုံသွားသည်သူကိုလန်းနှင့်နှင့်ခရမ်းမိကြောင့်များပြက်လက်သွားအောင်တမင်သက်သက်လှုပ်သည်ဟု KNU ရာရှိသူဘော်ဇော်ဆိုင်ကမကြေမနက်ဖြစ်လာခဲ့သည်မှာမြောက်ပိုင်းသို့သူထွက်မသွားမီတော်ကြကြကလေးကဖြစ်သည်ဟုကချင်ကောင်းဆောင်ဟောင်းတို့ကအလွတ်တဘောပြောကြသည်သို့သောကင်လူမျိုးထောင်းလိုက်90ခန့် ်ညော်ဆိုင်နေတူပြည်ပသို့ထွက်ခွာသွားခဲ့ပြီးနောက်အနှစ်20လေးပါကြာပြီးနောက်မြန်မာပြည်ထဲသို့သူနှင့်အတူပြန်ဝင်လာကြရာ၎င်းတို့အထက်တွင် အနာဂတ် CPB ဖို့ကော်မတီဝင် ထွန်းတင်လဲပါဝင်သည်တစ်ချိန်တည်းမှာပင် KNU နှင့်အတူကချင်စစ်သားချုပ်ကို ထားရခဲ့ရာ၎င်းတို့နှင့်သူ၏လူငယ်လက်ထောက်ဇော်ဆိုင်လဲပါဝင်သည်သူသည်နောက်12နှစ်မြကြာသည့်အခါကချင်လူမျိုးရေးအဖွဲ့ KIOE ပြမအောင်ဆုံးသောဥက္ကဋ္ဌဖြစ်လာသည် သို့တော်လည်းနော်ဆိုင်ထွက်ခွာသွားခြင်းနဲ့အတူပိုင်တဲ့နယ်မြေများစိတ်လုံရှားပွဲရရှိလာခြင်းနဲ့ဆုံးရှုံးရခြင်းတို့ကိုဖြစ်ပေါ်စီသောအ мян လုံရှားထိုးစစ်ဆင်ပွဲကလည်းရပ်တန့်သွားသည် CBB ရှင်းပြောင်းစစ်ဒေတာတိုင်းမှုဖြင့်နော်ဆိုင်ပြန်ဝင်မလာခင်အထိဤများလောက်အတက်အကျအပြောင်းလဲများသောတိုက်ပွဲမျိုးတို့ကိုထပ်မံမတွေ့ရတော့ပေဒီနေရာမှာအောက်ခြေမှတ်စုလေးကိုဖတ်ပြခြင်းပါတယ် ဂေါ်တုလင်ရဲ့အမည်ရဲ့မူရင်းအခန်းနဲ့ပတ်သက်ပြီးမရေရာမှုအတန်ငယ်ရှိပါတယ်။ဤစကားရကစစ်ကြီးပြီးဆုံးသွားပြီးနောက်မှပထမဆုံးပေါ်ပေါက်လာပြီးရင်းရတဲ့ပဲမျိုးမျိုးကောက်ရရတဲ့စကားလည်းဖြစ်ပါလေ။ရင်းကိုမိကျွမ်းလောင်ထားသောတိုင်းပြည်လို့ရှေးအမျိုးသားရေးသမားဟောင်းကြီးများကရှင်းပြတယ်။ရင်းဆိုလျင်တဲ့ပဲကတိုက်ယူရမယ့်တိုင်းပြည်ကောဆိုတာတိုင်းပြည်တူးစွာအမဲရလေးစွာကိမ့်မဲ့ခြင်းဖြစ်ပါတယ်။ ပန်းပေါင်းစုံပွင့်ဖူတော်သို့မဟုတ်စိမ့်ဆိုသောနယ်မြေလိုလည်းမကြခနာအတိတ်ပဲဖွင့်လေရှိတယ်။တူးလီဆိုတာကရှေ့ယိုမာတောင်တန်းဒေသမှာတွေ့ရမှဖြစ်တဲ့တိခွာကဲ့သို့သောအစိမ့်ရောင်ပင်တစ်မျိုးလည်းဖြစ်ပါတယ်။ဒါကတော့အောက်ခြေမှတ်စုဖြစ်ပါတယ်။ဂျွန်လာရင်စတင်ခဲ့တဲ့စစ်ရေးနဲ့နိုင်ငံရေးပြန်လည်ဖွဲ့စည်းရေးကယခုအခါမှာ KNU တို့အတွက် အမြန်လုပ်ဖို့လိုအပ်လာပြီဖြစ်ပါတယ်။မြေဝါကျွန်းမှာနောက်ပိုင်း အသိခရိုင်ကနေအရှိမဲ့ကုန်းမြင့်ဒေသရှိလွိုင်ကော်နဲ့မြရီတီမိုင်300ခန်းရှိတဲ့အကွာဝေးတစ်ခုအတွင်းဖြန့်ကျက်ချထားတဲ့ကော်သူလီတက်မတော် KAF နဲ့ရေဒီယိုဆက်သွယ်ထားခြင်းကိုထားရှိတော်လဲနီးပြူဟာသုံးမုတ်စီရေးစီမံချက်ကိုအသေးချာရေးဆွဲချမှတ်ထားခြင်းမရှိပဲယာယီလုပ်ငန်းစဉ်တစ်ခုအနေဖြင့် KNU ထိန်းချုပ်ဒေသများကိုစီမံအုပ်ချုပ်ရန်အတွက် ခရင်ရရှိများစွာတာဝန်ထမ်းခဲ့သည့်စစ်ဘီးကပမာပြည်ဗီရိချမျိုးပြအုပ်ချုပ်ရေးကက်စပီကိုခြေပြုထားသောအရေးပေါ်မျိုးပြရေးရာအုပ်ချုပ်ရေးဖွဲ့ကော်တူလီ Civilian Affairs Service ကော်တူလီကို1949စက်တင်ဘာတွင်ဖွဲ့စည်းလိုက်သည်ကော်တူလီစီအုပ်ချုပ်ရေးပြည်နောက်ပိုင်းတွင်လူသိများလာသောဤအုပ်ချုပ်ရေးအောက်တွင်နိုင်ငံရေးဖွဲ့စည်းအားလုံးဖြတ်သိမ်းပြစ်ချင်းခံရသည်စစ်ဘီးကနေကြားဒေတာအုပ်ချုပ်ရေး Frontier Area Administration FAA အတွင်းရေးမှူးနဲ့ဟေဒီယာမျိုးပြအုပ်ချုပ်ရေးဝန်ထမ်းဟောင်းတို့ဖြစ်သူ Joshua Funyu ကယာယီမိတ်များကိုလက်မှတ်ရေးထိုးပြီးထုတ်ပြန်သည်သို့တော်လည်း KNU စီယုံရေးမှူးတို့ရင်ဆိုင်ရသောတိုးတက်များပြားလာသည့်အခက်အခဲတို့ကိုဤလုံဆောင်ချက်ကဖုံးကွယ်မပေးနိုင်ခဲ့ပေ။ GNU ပြဿနာသည်နေရာများစွာတို့၌ CBB နောက်တန်ရောင်လိုက်နေခြင်းဖြစ်ပြီးတစ်ချိန်တည်းမှာပင်ရင်းတို့၏လွတ်မြောက်နယ်မြေအုပ်ချုပ်ရေးကိုထူထောင်ဖို့ကြိုးစားနေခြင်းဖြစ်သည်။ဗြိတိရှအမှတ်136ထုတ်တက်ပွဲနှင့်ဗြိတိရှတပ်မတော်နှစ်ရက်လုံး၌တွေ့ကြုံရလာခဲ့သောတပ်မှုများ၌အမာခံအခြေပြုကစစ်စင်ရေးကိုဥဆောင်ညွန်ကြားပေးနေတော်လဲလက်တလောတိုက်ခိုက်မှုများအတွင်ပိတ်မိနေသောအရက်သားအုပ်ချုပ်ရေးဝန်ထမ်းချို့တို့ဖို့ရှေ့လာမည့်စစ်ပွဲနှင့်ပတ်သက်၍သဘောမတွေးလာကြ။ တော်လိုင်းမဆမီက KNU ဒီရန်ကုန်ပသိမ်းနှင့် KN လူရည်များသောမြို့ကြီးများလက်တဆုပ်စာများလာကိုသာ MN တကယ်ထိထိရရောက်စီရင်နိုင်ခဲ့သည်ဟု KNU ကောင်းဆောင်ဟောင်းတို့ကဝန်ခံကြသည်ဂျေးလက်ဒေတာများစုက KNU ဖွဲ့စည်းကိုအေးမတာခက်ပေါ်ပေါ်သဘောထားရှိနေစေပင်ဖြစ်ပါသည်နောက်က49နှစ်ကုန်မှရောက်သောအခါလက်နက်ကြီးငယ်နှင့်ခရမ်းမိကြောင်များရော့နယ်ကုန်ခန်းလာခြင်းနှင့်အတူစစ်ပွဲဤတကယ်အတွင်လက္ခဏာကလည်းအလျင်မြန်ပြောင်းလဲလာနေတော်သည်တမျိုးကြ ခံကြောက်စစ်စင်ရေးဖြင့်မြေပြန့်လွင်မြင်ဒေသများကို သူတို့ကြာကြာကာကွယ်ထားနိုင်မည်မဟုတ်ဘူး။ကျော်သူလီတပ်မတော်မှတပ်မှုတို့ကတတိပေးသည်။1950 February တွင်ညောင်လေးပင် March 19တွင်တောင်ငူတို့ကျသွားပြီးဆယ်ရက်မြကြာမှပဲမြောက်ဖက်မိုင်60ကျော်မှ CBB ပြင်ပနာကိုလက်တော်တွင်ဆုံးရှုံးထားခြင်းကသူတို့၏တတိပေးချက်ကိုထောက်ခံလိုက်ခြင်းပဲဖြစ်သည်။ ယခုကမြဝကျွန်းမော် KNU ကောင်းဆောင်လူငယ်တပ်ဖွဲ့ကပြီးပြည့်စုံသော KNU ပြန်လည်တည်ဆောက်ရေးစီမံချက်ကိုစတင်ရေးဆွဲသည်။38နှစ်အရွယ်ရှေ့နေစောပါဦးကြီးကောင်းဆောင်သောဤဖွဲ့တွင် KNU ၏စစ်ဒေတာမှူး၃ဦးဖြစ်သောစောဆိုင်ကေစောဟန်တာတာမွေးနှင့်မန်ပါဇန်တို့ပါဝင်သည့်၃ဦးစလုံးသည်ခရီးယန်ဘာသာဝင် အင်္ဂလိပ်ဘာသာစကားတက်မြောက်သူအမှတ်136အထူးတပ်ဖွဲ့ဝင်ဟောင်းများဖြစ်သည်။ တို့၏စီမံချက်ကိုထောက်ခံတည်ပြမှုရရှိရေးအတွက်စောပါဦးကြီးသည်တိုက်ပွဲဆဖြစ်ချိန်ကလေးကပထမဆုံးဖြစ်သောနိုင်ငံလုံးဆိုင်ရာ KNU ကွန်ကရက်ကိုဆင်ခေါ်လိုက်သည်နောက်ဆုံးတွင်1951ဇူလိုင်16၌ KNU မြို့တော်အသစ်ဖြစ်သောဖပွန်တွင်ညီလာခံကိုစတင်နိုင်ခဲ့သည်ဤတချိန်တွင်ဒဝဲဘိတ်အပါဝင်ရှိဘက်တောင်မော်ဒေတာခင်အာလုံးဒီဘကကိုယ်စလဲများတက်ရောက်လာသလိုစောစန်းခင်နှင့်မိခါရောလီတို့ဥဆောင်သော မြို့ပါကျွန်းမှာ KNU ကိုယ်စားလှယ်တို့လည်းညီလာခံတက်ရောက်ရန်စစ်တောင်းမြေကိုဖျက်ချော်ရောက်ရှိလာသည်။ကွန်ကရစ်တို့အိန္ဒိယလူမှုအဖွဲ့အစည်းနှင့်တော်လန်သောမိုးနှင့်ဂရနီကိုယ်စားလှယ်တို့လည်းဖိတ်ကြားခံရသည်။သို့သောဤတော်လန်၏အဖွဲ့နှစ်ဖွဲ့စလုံးသည်စတင်ဖွဲ့စည်းဆဲအဆင့်၌သာရှိသေးရာနိုင်ငံ၏မြေခွဲပေါ်ထင်ရှားသောအကျိုးသက်ရောက်မှုမပြုနိုင်သေးချေ။တရောက်သူဥယျာဉ်ကျကျပြန့်ပြန့်ရှိခဲ့သောညလည်းကွန်ကရစ်သည်မီးအမယာနှင့်ပြီးဆုံးသွားသည်။ကွန်ကရစ်၌စောပါဦးကြီးချပြသော လွတ်လပ်ရရန်နီလန်သုံးသွယ်ကိုစီစစ်သုံးသပ်တည်ပြုကြသည်စေတနာလျောက်ပေးအပ်လာခြင်း KNU ၏တိုက်ပွဲဝင်မှုဖြင့်ရရှိလာခြင်းနှင့်အခြေအနေရရတို့၏တွန်းအားကြောင့်ရရှိခြင်းဟု၍ဖြစ်သည်၎င်းပြင် ထိုချိန်ကစ၍စောပါဦးကြီးကင်းတော်လန်၏အခြေခံမူလေးချက်ဖြစ်လာတော်မူသူကိုလည်းအတည်ပြုသည်လက်နက်ချခြင်းအလင်းပြုမည်မဟုတ်ကင်းပြည်ကိုအတိမတ်ပြုခြင်းပြည့်ပြည့်စုံခြင်းတို့ရရမည် ငါတို့ရဲ့လက်နက်ကိုငါတို့ကသာကင်ဆွဲထားမည်။ငါတို့ရဲ့နိုင်ငံရေးကံကြမ္မာကိုငါတို့ကသာဖန်တီးဆုံးဖြတ်မည်တို့ဖြစ်သည်။နီလာကံပြီးတွင်ဤအခြေခံမှုများကိုလွတ်လပ်သောကရင်ရေဒီယိုမှနေ၍ကရင်ဗမာနှင့်အင်္ဂလိပ်ဘာသာတို့ဖြင့်တန်လွင်ရမှစနေတိုင်း KNU နိုင်ငံရေးတောင်းဆိုချက်အခြေခံအုတ်မြစ်များအဖြစ်တည်ရှိလာသည်။သို့တော်လည်းကွန်ကရစ်အတွင်းရမှုဖြစ်သူစကောလေတော်၏အဆိုအရတိလွယ်ရှလွယ်ပြဿနာဖြစ်သောနိုင်ငံရေးကိုပြန်လည်ဖွဲ့စည်းရသည့် ညီလာခံအဓိကကြသောရည်မှန်းချက်ဖြစ်တော်လဲတိုးတက်မှုကမရှိသလောက်ဖြစ်သည်ဟုဆိုသည် ရေးပေါ်ကောတူးလီမြို့ပြအုပ်ချုပ်ရေး CASK ကိုဆက်ထားပြီးခရိုင်တစ်ခုချင်း၌စီရေးဖွဲ့စည်းမှုကိုအလင်းမြန်စွာလုပ်လို့သောစီရေးတာဝန်ခံတပ်မှုတို့၏အပြင်းထန်ဆန့်ကျင်ကိုက်ကွယ်မှုတို့ကြောင့်စောဆိုင်ကလည်းသူ၏ဆိုကိုမဖြစ်မနေရုပ်သိမ်းပေးလိုက်ရသည်ဖာစာပါလာအောက်ရှိကင်းလူငယ်များစီယုံ KYO ဖွဲ့ဝင်ဟောင်းများဖြစ်ကြသော တမူးတူဖြစ်သူအယ်ဖောင်ဆိုနှင့်စစ်ကြောကေကဥရေပြူကောင်းစီဝင်တူဖြစ်ခဲ့သူစောပါလုံးတို့ခေါင်းဆောင်လာသောတောင်ငူမြောက်ဖက်တန်တောင်လေးသူနေကိုစလဲတို့၏အပြတ်သားဆုံးသောဆန့်ကျင်မှုကိုခံရသည့်ဤဒေသ၌ KNU ကိုဖွဲ့စည်းထားခြင်းရှိသေးပေခံကုန်မူတောင်ငူလူတို့အဖွဲ့အစည်းနှင့်အင်အား200ရှိသောချင်းတစ်တပ်ရင်း Lion Force Battalion ကကော့ကဲထားသည်သူတို့၏ခေါင်းဆောင်အားလုံးလိုလိုကဂဲခုဖွဲ့ ခင်ရင်မျိုးနွယ်စုဝင်များဖြစ်နေပြီးဗိုလ်ချုပ်ကြီးမင်းမောင်ပါဝင်တာငုံမခင်ရင်ယူထောက်ခံသူများသည့်ဘကူးခင်ရင်များဖြစ်နေသည် တခြားတစ်ဖက်မှကြည့်ရင်စောပါဦးကြီးနဲ့မြေဝကျောင်းပေါ်မှာ KNU ကောင်းဆောင်ပိုင်းအများစုကစကော့ကင်ဖြစ်ချိန်တွင်မန်ပါဆန်ကဘိုးကင်ဖြစ်နေသည့်နောက်ဆုံး၌1950နှစ်တွင်ရှင်သီတန်ရင်အများစုလက်နက်ချလိုက်ပြီးသည့်နောက်မှသာတောင်ငူနယ်တောင်ပေါ်ဒေသအတွင်း KNU ဖွဲ့စည်းရေးကိုဆက်လုပ်နိုင်သည်သို့သောဤပြဿနာသည်စောပိုင်းနှစ်ကာလများတွင် KNU တို့တွေ့ကြုံရင်ဆန်ရသောဗျမ်းပရာအချုပ်တွေများ၏ရှေ့ပြေးနမိတ်လက္ခဏာတရားဖြစ်ပါသည် တထုံတက်မှာငါကလူတို့စီယုံကိုဖွဲ့စည်းထူထောင်ခဲ့သောတထုံခရံတွင်1950နှစ်များတခြားလုံး၌အလားတူပြဿနာတို့ကိုရင်ဆိုင်ခဲ့ရပြီးတထုံတက်မှာက KNU နှင့်တရားဝင်ပူးပေါင်းလိုက်ချိန်1953နောက်ပိုင်းမှတာလင်ဤဒေသတွင် KNU စီယုံဖွဲ့စည်းရေးကိုစတင်နိုင်ခဲ့သည်ဤသို့အဆက်မပြတ်ဆန့်ကျင်မှုများကိုမျက်ပေါက်ပြုနေရသောလည်း KNU ခေါင်းဆောင်တို့သည် အပေးအယူလှုပ်ခြင်းဖြင့်ဆုံးဖြတ်ချက်ချို့ကိုချမှတ်ရပြီးနောက်ဆုံး၌ ကွန်ဂရက်၏ဒီဗျူချက်ကိုရယူရသည်။ထိရောက်မှုမရှိသောမြို့ပြအုပ်ချုပ်ရေးကော်သူလီကိုစားထုတ်ရန်အရက်ဘက်ကောင်စီအသည့်တစ်ခုအဖြစ်ကော်သူလီအာဏာပိုင်အဖွဲ့ကော်သူလီ Governing Body ကိုထူထောင်လိုက်သည်။ခရိုင်တစ်ခုချင်းစီ၌ KNU နိုင်ငံရေးဆိုင်ရာလေ့ကျင့်ရေးသင်တန်းကိုစတင်တင်ကြားပို့ချဖို့နှင့်စာပြောရေးနှင့်ကုသရေးဝန်ဆိုင်ရာတမဝယ်မှအသင်းများကိုကော်သူလီတက်မတော်၏ထိချုပ်မှုအောက်ရှိကြေးဝါများတွင်ဖွင့်လှစ်ဖို့သဘောတူသည့်အပြန်အလှန်အပြင်ကော်သူလီတက်မှုများကျင်းနေစေဖို့အတွက်စစ်ဒေသဇုံနယ်မြေများတက်မှတ်ထားမှုကို ပြန်လည်သတ်မှတ်ချင်းကြီးပေးမှုချို့ကိုလုပ်ပေးရသည်သို့သောညီလာခံစီရင်ခံစာများအရညီလာခံပေးရင်စောပါဦးကြီးကသူ၏စီမံချက်များမှာအောင်မြင်ကြောင်းဝန်ခံပြီးအရှိတ်ဒေသ၌ KNU ဖွဲ့စည်းတည်ဆောက်ရေးကိုတိုးမြင့်လှုပ်ဆောင်ရန်သူ၏ယုံကြည်စိတ်ချရမှုအရှိဆုံးစီရင်ရမှုသုံးဦးတို့အားအလို့သဘောတောင်းဝန်ပေးကြောင်းပါရှိသည်စောဆိုင် KA တထုံနှင့်မော်လမြိုင်စကောလေတော့အားညောင်လေးပင်နှင့်မီကာရော့လီအားတောင်းမှုဖတ်ဖို့နှင့်မော်ချီတို့တွင်ဖြစ်သည်သို့တော်လည်းညီလာခံမရလာသောခံဝါဝါတိုးတက်မှုတို့သည်ယခုအခါ KNU လှုပ်ရှားမှုကိုရင်းအခြေခံအောင်မြင်တီလှောက်ခါသွားစေသောခန့်စိုးတစ်ခု၏ရိတ်လွှမ်းမှုခြင်းကိုခံလာရပြီဖြစ်သည် ွန်ကရက်ရည်စည်းဝေးမှတ်တမ်းတွင်စောပါဦးကြီးနောက်ဆုံးပြောခဲ့သောအခုကျုပ်ကနိုင်ငံရေးစွန့်စားမှုတစ်ခုကိုလုပ်ပြတော့မယ်ဟု၍မှတ်တမ်းတင်ထားသည်သူစိတ်ထဲမှာဘာအသေးချာရှိသည်ကိုသူဘယ်တော့မှထုတ်မပြောပြီးသို့တော်လည်းရဲ့နေငယ်ကြား1950ဩဂုတ်စနစ်တွင်ထိုင်းနယ်စပ်နှင့်ကလျယ်လိုင်းဘွဲ့အနီးရှိတောင်ကျောတစ်လျှောက်တွင်ဖွဲ့ငယ်တစ်ဖွဲ့ပြင်ခီးထွက်စဉ်ဘန်ကောက်မှတဆင့်ပြည်ပကဘာနှင့်အဆက်အသွယ်လုပ်ဖို့သွားရန်ဖြစ်တန်ရခြင်းတွင်ဘာဦးကြီးနှင့်ဆိုင်ကေတော်သည်တက်မတော်၏ ခြုံကိုတိုက်ခိုက်မှုတွင်ပိတ်မိသွားပြီးကြဆုံသွားကြသည်။ဘာဦးကြီး၏ရုပ်လောင်းကိုဗောလမြိုင်သို့ယူသွားကြကလူဒုရှိတွင်ထုတ်ပြပြီးနောက်စစ်သားတို့ကတိုးတိုးတိတ်တိတ်ဖြင့်ပင်လယ်ထဲသို့ပြစ်ချလိုက်သည်ဟုဆိုသည်။အာဇာနီ၏အုပ်ကိုရှိမည်မဟုတ်သည့်ဖြင့်သူခန္ဓာကိုယ်ကလည်းမြမမေပေါ်မှဘယ်တော့မှလဲလျောင်းခွင့်ရတော့မည်မဟုတ်ပေ။ဆိုင်းကေတီဆုံးရခြင်းကလည်းထို့တက်မရသောထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေရာသူတို့အာဆုံးရှုံးရမှုကအလွန်ဆုံးရင်ရသော အစင်မှစိတ်ကြေကွဲပွဲထိုးနှက်ချက်တစ်ခုဖြစ်ပြီး ၎င်းမှာနန်းနန်းထူနိုင်ဖို့ရာကလည်း KNU ကနှစ်ပေါင်းများစွာချိန်ယူခဲ့ရသည်။စောပိုင်းငယ်စဉ်ကာလကဘာဦးကြီးသည်ပျော်သလိုနေလာခဲ့သောလူချမ်းသာဖြစ်နေမရခဲ့တော့လဲစစ်ပီးခေဘင်ကန်၏အမှုဆောင်ကောင်စီ၌ချာမြင့်စွာညှိနှိုင်းဆဲဆက်မှုများလုပ်ခဲ့ရရင်သူနှင့်တူလုပ်ကိုင်လာသည့်ဗြိတိရှားပမာကင်းလိလာသူတော်မင်းများကသူသည်နိုင်ငံ၏ပုံရိပ်တစ်ခု၏မှန်မှန်ကြီးအေးပါကြော်ကြားလာနေခဲ့သူဖြစ်ပြီးကင်းလုံချောင်းမှုကိုစူးစီးပေးနိုင်စွမ်းသော KNU ခေါင်းဆောင်တူဖြစ်သည့်အပြင်ဖဆပလာအစိုးရနှင့်လည်းအဆက်အသွယ်တည်ဆောက်နိုင်စွမ်းရှိသူဖြစ်ယုံကြည်ကြသည် သူ့ကိုသဘောကျသူတူမှာဗီရိရှားပြင်ကန်ဟောက်ဒေါ်မန်စမစ်ဖြစ်ပြီး The Time သတင်းစာတွင် သူ့သေဆုံးခြင်းအတွက်ဝန်ထဲကြောင့်ရေးသားထားသည် ချောပါဦးကြီးသည်ကျန်းဖက်သမားမဟုတ်ကျွန်တော်တူတဲ့နေပြင်သူ့ကိုတော်လန်ရင်တခုဤစိတ်မချမ်းမြေ့စရာများနဲ့စိရဒုက္ခများနိုင်မွေလျော်နေသူတူဖြစ်ပုံဖော်ကြည့်၍မရနိုင်ပါသူဤမရမတာဆန့်ကျင်တော်လန်မှုများအတွက်လက်ရှိစွာဆေးစော်သည့်အကြောင်းရင်းတချို့ရှိရပေမည်အ धिक ဝန်းနေစရာကမြန်မာပြည်သည်ရင်းဤကောင်းဆုံးသောဆွမ်းဆောင်ရင်ရှိသည့်ခေါဆောင်များကိုမြန်လွန်းလာသောအချိန်တုန်းဖြင့်ဆုံးရှုံးနေရခြင်းဖြစ်သည့်အောင်ဆန်းဦးစောစောပါဦးကြီးဦးတင်တို့အားလုံးကိုဆုံးရှုံးခဲ့ရပြီဟုပါရှိသည် စောပါဦးကြီးအားစက္ကန်သူကိုရွေးချယ်ရန်အတွက် KNU ရှေ့ပိုင်းတိုင်းမှာ လက်တဆုပ်စာများသောစီရင်တင်နိုင်ငံရေးခေါင်းဆောင်တို့သည်မရှင်ပြသောခန်းစားစီပင်စက်တင်ဘာ21တွင်မော်ချီ၌တွေ့ဆုံကြသည်သူတို့၏ပထမဦးစားပေးမှာစစ်ကြောကာလလွှတ်တော်အမတ်ဟောင်းတို့ဖြစ်သူဗောက်မော်၏စစ်တွင်ကက်ဘိနက်အစိုးရအဖွဲ့တွင်တစ်တော်ရေးရဝင်ကြီးဖြစ်တာဝန်ယူခဲ့သူဒိုင်းသာပုတ်လူမျိုးတထုံလှပေးဖြစ်သည်တို့ရရင်လှပေးသည်တော်လိုင်းရေးစတင်ချိန်တွင်အလင်းမြန်ပြန့်နှံ့သွားသောပို့တော်လိုင်းရေးကိုအကူအညီပေးရတဲ့ရှမ်းပြည်နောက်တောင်ပိုင်းသို့ပြောင်းရွှေ့သွားပြီဖြစ်သည်ဖြင့် ကဲလမ်းမှုကိုညှင်းပယ်ကြောင်းဆက်သွယ်ပြန်ကြသည်။ဂျာကာလာရွေးချယ်မှုတစ်ခုဖြင့်ဒရရှူဝါဖူးညိုကခေါင်းဆောင်မှုနေရာပြောင်းယူတော့လေသူ၏အာနာရှင်ဆန်သောနီးစနစ်တို့ကြောင့်သူသည်တက်တန်းတို့ရွေးချယ်မှုတစ်ခုမြသာဖြစ်သွားတော့သည်။ကောင်းဆောင်မှုပြဿနာကိုဖြေရှင်းရတွင်နောက်ဆုံး1951ဇန်နဝါရီဗိုလ်ချုပ်ကြီးမင်းမောင်က KNU စုံကြီးကွန်ကရစ်နောက်တစ်ခုကိုတာငူနားမှာ လွန်ဘူးရွာတွင်ခေါ်ယူသည့်ဤချိန်မှာလဲမိဘကြုံမကိုယ်စားလဲများတက်ရောက်ရန်ပြက်ကွက်မူကြောင့်အခက်အခဲဖြစ်လာပြန်ရာဒီတကမှာတော့ဩဂတအတိတ်တူကိုမြွေးချေတော့ပဲခေါင်းဆောင်မှုနေရာကို KGB ထဲမှာလှပေကဩဂတနဲ့ကော်တူလီစီဦးစီချုပ်မင်းမောင်ကဒုတိယဩဂတဖြစ်ဆောင်ရတော့အလုံးမှုဆောင်ကော်မတီတစ်ခုဖြစ်အစားထိုးရန်ဆုံးဖြတ်သည်သို့တော့လှပေသည်ရှမ်းပြည်နယ်မှာဆင်းလာရန်ထပ်ပြီးညှဉ်းဆန်လိုက်သလိုမင်းမောင်ကလည်းသူ့အနေဖြင့်တပ်မတော်ရေးကိစ္စများဖြင့်အလွန်လောက်များနေသည်ဟုအကြောင်းပြညင်းပေသည်၎င်းစားသူက မိဝကျုံမခေါင်းဆောင်များထံသို့သူတို့ထဲမှဥက္ကဋ္ဌဖြစ်သူကိုရွေးပေးရန်စာတစောင်ပို့ပေးသည်တောင်ဆုံးတွင် KNU ၏ထိရောက်ဆုံးလှုံ့ဆော်ဟောပြောနိုင်သူနှင့်စီယုံရေးမှူးတူဖြစ်သူစောဟန်တာတောင်မွေးကရွေးခံရတော့လဲသူကလည်းအလုပ်အလွန်များနေစေဖြစ်၍ ထွက်မလာနိုင်သေးကြောင်းနဲ့သူရောက်လာသည့်အချိန်တန်အောင်ဒါမှမဟုတ်အခြားတရားဖြစ်သူကျောင်းအုပ်ဆရာကြီးဟောင်းနဲ့အမတ်136အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်သူစကောလေတော့ကိုသူ့ကိုစားခံထားပြီးရင်စာတစောင်ပြန်ရေးဖို့ဒီထို့ကြောင့်ပြည်တွင်းစစ်ကာလပြင်းထန်ဆုံးသောတိုက်ပွဲတချို့ကိုတာနေရခြင်းရှစ်လာတာကာလအတွင်း KNU တွင်ထိရောက်သည့်ခေါင်းဆောင်မှုမရှိဖြစ်နေသည်1954ဒီဇင်ဘာကျမှသာသူ့ရာထူးကိုလက်ခံရန်ရှေ့ပိုင်းတိုင်းသူတောင်မွေရောက်ရှိလာသည်ဂျားချိန်များတွင် KNU ဘိုးနိုင်ငံရေးစည်းရုံးဝန်တော်ဝင်ကိုနေစာတူက လက်ခံထမ်းဆောင်နေရသူစကောလယ်တော်ကနောက်နှစ်များစွာကြာပြီးနောက်ဤကာလသည် KNU ရင်ဆိုင်ခဲ့ရသမျှတို့တွင်အခဲရင်ဆုံးကာလတစ်ခုဖြစ်တတိယပြောဆိုလျက်ရှိသည်။ ဆစ်ဖြစ်နေသောအခြေအနေတွင်မှ KNU သည်ထူးထူးဆန်းဆန်းမြို့နယ်စု20ကျွဲပြားနေသောကင်းတို့ကိုမြို့နယ်အားနှင့်နိုင်ငံရေးအရတသားတဲ့ပေါင်းစည်းရေးဟုသောခက်ခဲလာသည့်အလုပ်ကိုစတင်ကြိုးပမ်းပါသည်။ဤအလုပ်ကိုရခင်ကမြို့သူများမလုပ်ခဲ့ပြည်သူ့ရှာတိုင်းပိုင်အုပ်စိုးချိန်ကပင်လည်းမလုပ်ခဲ့ဘူးသောအလုပ်ဖြစ်သည်။ယနေ့ကာလမှာပင်လင်းစကော့ဂင်ဟုသောဝဟာရသည်မြေဝါကျွန်းမှာပထိန်မြို့တွင်မွေးဖွားခြင်းပင်ပြီးရန်ကုန်တက္ကသိုလ်တွင်ဘွဲ့ရပမာစကားပြောသူတူ အတွက်ဖြစ်စေသို့မဟုတ်ဗမာလူမျိုးတူတေလီနှင့်ပင်မတွေ့ဆုံခဲ့ဘူးသည့်ဒေါနာတောင်နှံဘော်က နတ်ကိုကွယ်သူတောင်မော်သားတယောက်အတွက်ဖြင့်ဖြစ်စေအတူတူပင်သက်ဆိုင်နေပါသည် KNU ၌လူဝင်အားသာမကလက်နက်ပါပြက်လက်မှုမရှိပေ CPB နှင့်ပြည်သူ့ရဲအပေါ် PVO တို့ကဲ့သို့ပင်ဒုတိယကမ္ဘာစစ်မှာစစ်ကြံလက်နက်ငယ်များကတောင်ပေါ်ရပုံရရှိထားပြီး KNM ကြောင့်များကမူအစင်ရှားပါတော်လဲမောင်ကိုစင်းမဝယ်ယူခြင်းသို့မဟုတ်တပ်မတော်ရှိတဲ့တပ်စခန်းတို့ကိုစီးနှင်းတိုက်ခိုက်မှုများမှာတိမ့်မက်ရရှိခြင်းဖြင့်လုံလုံလောက်လောက်ဖြစ်သွားလေရှိပါသည်ကော်သူလီတပ်မတော် KAFD 1950တွင်လက်နက်ကိုင်လူရင်အား1900ခန့်ကိုပုံမှန်စစ်ကောထားရှိနိုင်ပြီးပျောက်ကြားတပ်များကိုလည်းတိုးချဲ့ဖွဲ့စည်းတဲ့ရှိနေသည့်တို့ရောင်နှင့်ဤတပ်ဖွဲ့တို့သည်ပူးပေါင်းစုစည်းမှုမရှိတဲ့လောက်ဖြစ်သည့် KNDO နှင့်ကင်ရတနာကိုင်တိုင်ရင်မှထိတ်တန့်စစ်သည်တို့ကြောင့်ဆန့်ကျင်ပြိုင်ဆိုင်မှုများရှိသည်သာမကဒေသအတော်များများ၌လည်းပိုင်းနှင့်နယ်နိမိတ်ကိုတင်းတင်းကြပ်ကြပ်ခွဲခြားတတ်မှတ်ထားသည့်ထိတွေ့တိုက်ပွဲများမှလည်းမကြာခဏဖြစ်ပါ၏ဆစ်စစ်ခရိုင်ချို့တွင် ကရင်တပ်များကိုစိုးရတက် CPB သို့မဟုတ် PBO တို့နှင့်မျက်နှာမူလျက်ရှေ့တန်းစစ်မျက်နှာနှာချထားရပြီးနောက်တိုင်းနိုင်မှုအချင်းချင်းပြန်ရင်ဆိုင်ကြသည်အထူးသဖြင့်အခွန်ကောက်ကိစ္စကဗျမ်းပရာဖြစ်နေပြီး CPB တို့ကဲ့သို့ပင်တွေ့ကြုံရမည်တပြပြဒနာကို KNU တို့ရင်ဆိုင်တွေ့ကြုံရသည်စကောလယ်တော်ဤဆိုရ KNU ရင်ဆိုင်နေရသောပြဒနာများမှာစီရေးနိုင်ငံရေးသို့မဟုတ်ဖန်တာရေးနှင့်စစ်ဘင်ဝါဒကကြီးမားဆုံးပြဒနာဖြစ်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရစေရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ